တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လေးပြကြိုဆိုပါရစေ။ Happy, happy, fun. PDF တွေရဲ့ lesson ကတော့အမခံပဲเนาะကျတော့ဗီဒီယိုတူတူလေးကြည့်အောင်ဘီဒီယိုဆက်ဆွကြည့်ဝိနည်းထိမ့်မှဖြစ်ဓမ္မကဝိစာစွာပန်ရင်စကိုင်းတိုင်းပြည်သားတော်လုံးကိုဓမ္မီဗျာများနဲ့ဆင်မြန်းကဝင်ပြဲကြဖို့အတွက်စိုက်တိုးလို့ဆိုအမှန်ပါတာမျိုးကမှဖိလေကြွလေလို့ပြောတယ်လုတ်ရေးရင်လုတ်ကြည့်ကြပါဆိုတာဒီနေ့ကျတော့တော်လာရေးတွေကတော့ဒီလိုလုတ်သွားကြပြီ ်နော် happy birthday ပါ အမေစု အသက်80နှစ်အထိကြမ်းကြမ်းမာမာနဲ့အသက်ရှင်နေနိုင်တယ်လို့ဆက်လက်ပြီးတော့လည်းနှစ်သစ်ထဲမှာကြမ်းကြမ်းမာမာနဲ့အသက်ရှင်နေနိုင်ပြီးတော့အမေစုကိုချစ်တဲ့ပြည်သူလူထုတွေနဲ့အမြန်ဆုံးတွေ့ဆုံနိုင်ပါစေလို့အဝေးကနေမှဆုတောင်းမေတ္တာပို့လိုက်ပါတယ်ဒီနေ့ကတော့အမေစုတက်ရပြီးမှကြိုက်တဲ့အနည်းစီနီလေးကိုပန်ထားတယ်လို့ပဲနိုင်ငံရေးအကျဉ်းသားတွေနဲ့မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းသားတွေအလုံးလွတ်မြောက်နိုင်ဖို့ရအတွက်အပြာရင့်လေးကိုဝတ်ထားပါတယ်။ဆိုတော့ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့စီရီသတင်းနဲ့အရင်စချင်တယ်။ဂျွန်လ16ရက်နေ့ည7:29မိနစ်မှာ မုံရွာမန်လေးလမ်းမှာအင်ကားစီးတွေနဲ့ခိုးကြောင်ခိုးဝက်တခိုးလိုဂျဘိုးလိုလိုတွားလာတဲ့စစ်ခွေးတွေကို တော်ရရဲ့ဘက်ကနေမှကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အခါမှာဘိုလ်ကြီးတကောင်အပါဝင်စစ်ခွေးသုံးကောင် ပွဲချင်းပြီးမတာပေါ်သွားတယ်။တကောင်ကတော့တန်ရာရပြီးတကောင်ကတော့ထွက်ပြေးသွားတယ်လို့သိရတယ်။ပြီးတော့သူတို့စီးလာခဲ့တဲ့ကားကိုလည်းပဲကောင်းမွန်စွာမီးရှို့ဖျက်ဆီးနိုင်ခဲ့တဲ့ဆိုတဲ့အကြောင်း Brave Heart Army BHA တပ်ဖွဲ့ကလည်းမှတရားဝင် ထုတ်ပြန်ထားခဲ့တယ်။စစ်ခွေးတွေကလူစည်းကားနဲ့ပဲလာလာ ခွေးစည်းကားနဲ့ပဲလာလာခွေးနှံ့ကိုတော့ကျတော့တော်လာရဲတွေကိုင်းနဲ့ကြီးတွေကကြားတယ်။ဒါကြောင့်နင်တို့ဘလို့ပဲခိုးကြောင်ခိုးပဲသူခိုးလို့ပဲလာလာတော်လာရဲလက်ထက်ကလည်းမလွတ်ပါဘူးဆိုတဲ့အကြောင်းပြောချင်တယ်။ဆိုတော့အခုကျမဗီဒီယိုတော်တော်လေးကိုလည်းပြပေးမယ်ကြည့်ရအောင်နော်။ပန်လေးပိန်စံ ปล่อยใจเฮาแต่เป็นปางตึกลงมองวันอกุตาก็รอตบุดอูปีเนมาတက်ပွဲတွေဖြစ်လာနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။ဒါကတော့ SSPP ဒီဘက်ကနေမှ sit in R တွေထပ်တိုးထားတဲ့ video file လေးတွေဖြစ်တယ်။ဆိုတော့အခု SSPP နဲ့ TNLD ရဲ့စစ်ရေးတွေလည်းအတော်လေးတင်းမာနေတယ်ဆိုတော့ကိုသိရတယ်။နောက်တစ်ခုကတော့အခု အားလုံးတိပိပိဖြစ်တဲ့ဖာကတ်မော်စီဇာမှာရှိတဲ့ဖုန်ကြီးเจ้าမှာတတ်ဆွဲထားတဲ့စစ်ခွေးတွေကို KIA နဲ့ပူးပေါင်းတတ်တဲ့ဘက်ကနေမှဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာအဲ့ဖုန်ကြီးเจ้าမှာတတ်ဆွဲထားတဲ့ဖာကတ်ဘျူဟာကုန်းတတ်မှတ်33ကဖြူစော်ထက်အပါဝင်စစ်ခွေးတွေအလုံးကမတာပေါ်သွားတယ်။စစ်ခွေးတွေအကုန်တည်သွားပြီဆိုတဲ့ဥစ္စာကိုသိတဲ့အခါမှာအဲ့ဖုန်ကြီးเจ้าမှာခွေးမတာစော်နမ်းမှာကြောက်တဲ့အတွက်ကြောင့်လူမှုကေဆေရဲ့တပ်ဖွဲ့တွေကတွားကြခဲ့တယ်။ ဒါကိုမနေ့ကလုံခင်းမှာရှိတဲ့ရန်ချက်ဆက်ယုံမှာမီးရှို့မယ်ဆိုပြီးမှလုံခင်းရန်ချက်ဆက်ယုံမှာ လုံချုံရဲ့အထက်ထက်ယူထားခိုင်းပြီးမှအဲ့ဘက်ကိုမတားရင်ယူသွားတယ်အဲ့ဘက်မှာပဲမီးဖုံမီးကင်လုံလိုက်တယ်ဆိုတာကိုသိရတယ်ဒါကတော့မော်စီစာမှာမတားပေါ်သွားတဲ့ခွေးတွေကြောင့်เนาะပြီးတော့ဖကတ်မော်1ကြီးနဲ့မော်1လေးမှာလည်းတိုက်ပွဲတွေဆက်လက်ပြီးတော့ဖြစ်ပွားနေတယ်အင်းတော်မှာလည်းတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားနေပါတယ်ပြီးနောက်တစ်ခုကတော့ဘမော်မှာတော့စစ်ရဲအတော်လေးညီ င်းနေတယ်။တိုက်ပွဲကြီးအကြီးကြီးတော့မရှိပေမဲ့လက်နက်ကြီးကတော့နေ့တိုင်းပြစ်နေကြတယ်။စစ်ခွေးတွေဘက်ကနေလည်းပြစ်တယ်လို့ကျွန်တော် KIA နဲ့ပူးပေါင်းတော်လာရဲတွေဘက်ကနေလည်းလက်နက်ကြီးတွေနဲ့ပြစ်တယ်။ ပြီးနောက်တစ်ခုကတော့ဒီပုံမော်မာက9လဝန်းကျင်ရှိသွားပြီ KIA ဒီဘက်ကနေမှ ကုံလန်းရေလန်းကုံပိတ်ဆို့လိုက်တဲ့အခါမှာစစ်ခွေးတွေဘက်ကနေမှရိတ်ခါတွေမတည်နိုင်ဘူးစစ်တပ်မှာပဲလေရင်ပြန်နဲ့လာချတယ်ဒါပေမဲ့ပုံမော်ထောင်မာကအစာတွေလာမချဘူးမေလကုံလောက်ကလေးကတော့စစ်ခွေးတွေက လုံးဝရိတ်ခါတွေမပို့တော့ဘူးပြည်သူတွေရဲ့ခြံထဲမှာရှိတဲ့ပြောင်းဘူးကြီးပဲနဲ့ရောညရောဒါကြီးပဲစားရတဲ့အခါမှာတချို့ကအာဟာရချို့တဲ့တာတွေဖြစ်လာတဲ့အတွက် ဲ့အကြောင်းတနည်းကို35ဝန်းကျင်ပုံမှန်သိနေတယ်ဆိုတဲ့အကြောင်းသိရတယ်နောက်တစ်ခုကတော့ယူခိုင်ဘက်မှာဆိုလို့ရှိရင်တော့အာခတ်တတော်နဲ့ပူပေါင်းတော်လာရဲတွေနဲ့ဒီစစ်ခွေးတွေဘက်ကနေတော့ဒီကြောက်ဖြူရောအမ်ပဒန်တွေမှာရောစခန်းသုံးခုကိုလည်းတပြိုင်ထိထိုးစစ်ဆင်နေတယ်ဆိုတဲ့အရာသိရတယ်ပြီးရင် KNLD ဘက်ကနေလည်းအခုကြန့်ရှိနေတဲ့နေဆက်စခန်းတွေကိုထိုးစစ်ဆင်ဖို့ရန်အတွက်အဲလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းလည်းသိရတယ်ပြီးရင်နောက်တစ်ခုအခုညီတောင်းချင်တာကတော့ တနိုင်တဲ့သူတွေမြင်းချန် Black Tiger ပိုမိုက်ခဲတော့ကိုပက်စနေကူညီပေးပြီးပြီလားလို့မေးချင်တယ်အဆင်မပြေတော့ကိစ္စမရှိပါဘူးအခုမှလည်းအဆင်ပြေနေတယ်ဆိုလို့ရှိရင်တော့ပိုမိုက်ခဲတော့ကိုနည်းနည်းလေးကူညီပေးကြပါလို့အကျွတ်ဒီကနေမှတစ်ခါပြန်လဲပြီးအကူညီတောင်းလို့ဆိုချင်ပါတယ်ကျတော့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့မနေ့ကထွက်လာခဲ့တဲ့အမေစုနဲ့တမ်တပ်ဦးဝင်းမြင့်ကို 2022ခုနှစ်တုန်းကတရားစီရင်ခဲ့တဲ့ CCTV ထွက်ပေါ်လာပြီးတဲ့အချိန်မှာဟိုဘက်ကမှအတော်လေးကိုလုံမြိုက်နေကြတယ်။မနေ့ကတော့ဒီ CCTV တစ်ခုတည်းထွက်ပေါ်လာခဲ့တာတော့မဟုတ်ဘူး။ မတ်လ28ရက်နေ့တုန်းကလောက်ခတ်လာခဲ့တဲ့ငလျင်တန်ကြောင်းအမေတော်အောင်ဆန်းစုကြည်ဟာတန်ရရရှိတယ်ဆိုတဲ့သတင်းနဲ့ထွက်ပေါ်လာတယ်။အဲ့တန်ရရရှိခဲ့တဲ့အတွက်ကြောင့်အခုဒီစုဖောင်ဒေးရှင်းနဲ့ပြင်သစ်အခြေဆိုင်လူ့ခွင့်ရချက်အရှိန်အဖွဲ့ကနေမှလည်းအခုဒီလိုမျိုးအမေစုငလျင်ကြောင်းတန်ရရရှိခဲ့တဲ့ဥစ္စာပေါ်မှာ ပြပြဝဝဆေးကုသခွင့်မရရှိဘူးဆိုပြီးမှလည်းထုတ်ပြန်ထားတဲ့စာထဲမှာဖော်ပြထားပါတယ်။ဆိုတော့အခုအမေစုကမတ်လ28ရက်နေ့တုန်းကလုတ်ခတ်ခဲ့တဲ့ငလျင်ထဲမှာအမေစုနဲ့တမ်ဒဥဝိမြင့်နေထိုင်တဲ့အိမ်ဟာ ြူလေးတယ်မပြူလေးဘူးဆိုတာတော့ကျွားတော့အားလုံးမသိပါဘူးမသိပဲမဲ့လဲပဲအဲ့ဒီငလျင်လောက်ခတ်တဲ့ခဲတဲ့အခါမှာအမေစုကတော့တန်ရာရရှိခဲ့တယ်ဆိုတဲ့အကြောင်းသိရတယ်အမေစုကဘေးနားမှာဘေးတန်ရာရတယ်ဘလိုမျိုးတန်ရာရတယ်ဆိုပြီးမှတော့မဖော်ပြထားပေမဲ့တန်ရာဒီရရှိခဲ့တယ်ဆေးဥပွားကိုကောင်းမွန်စွာကုသချင်းမရရှိခဲ့ဘူးဆိုပြီးမှစာရီကထွက်ပေါ်လာခဲ့တယ် ဆိုတော့မနေ့ကထွက်ပေါ်လာတဲ့ CCTV နဲ့ပတ်သက်ပြီးတော့အမေစုအတွက်စိုးရိမ်ဆရာမဖြစ်လာမလားလို့မေးထားတဲ့ပုံမှာကျွတ်နေနေလေးပြောပြချင်တယ်အခုဒီ CCTV ပေါ်မှာကျွတ်နှမျိုးနဲ့ပြောချင်တယ်တခုကတော့အခု အစိုးရဘိုင်းဆိုင်ရာထဲမှာသူတို့အတွက်လျှို့ဝှက်ထားမဲ့အရာတွေပေါ်ထွက်လာခဲ့တဲ့အတွက်ကြောင့်ဒီ CCTV ကိုလုတဲ့သူတွေ CCTV တွေကိုကြည့်တဲ့သူတွေ CCTV တွေကိုတဆင်ထားပေးတဲ့လူတွေပေါ်မှာတာဝန်ရှိတယ်ဆိုပြီးမှအခုဟိုဘက်ကမှာကလောင်ကျွမ်းတယ်ဆိုတော့ကျမထင်တာကတော့မကြခင်မှာသူတို့ရဲ့အသွင်းထဲမှာလည်းဘသူကဖျက်သီးလဲဆိုပြီးမှရှာပုံတော်ထွက်ကြလိမ့်မယ်ဒီလိုမျိုးရှာပုံတော်ထွက်ခြင်းအပြင်စစ်တပ်ထဲမှာအစိမ့်စိမ့်အမော်မှာပြုတ်ကွဲသွားနိုင်တယ်ဆိုတော့ ဖျေးတီးဆိုတာဟာဂျိုပေါက်တာမဟုတ်ဘူးเนาะဘသူကဖျေးတီးမန်းဆိုတာကိုဘသူမှမသိဘူးဆိုတော့အခုသူတို့ကဘသူကဖျေးတီးလဲဆိုတာကိုသူတို့စစ်တဲ့အခါမှာဖျေးတီးမဟုတ်တဲ့သူတွေကိုဖျေးတီးဆိုမှဖမ်းလို့ရှင်တော့သူတို့ပြဿနာဖြစ်ကြမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွတ်ဆက်မပြောခင်မှာကျွတ်တို့ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးနားထောင်ကြည့်ရအောင်เนาะ2020 12မေ12ရက်နေ့ရဲ့ဖိုင်ကတော့ဦးဟန်ရီဘန်တီယူဖြစ်နေတာတော့တွေ့ရတယ်2020မှာဦးဟန်ရီဘန်တီယူဒီဒုတိယသမ္မတအဖြစ်နဲ့ဆက်လက်ရှိနေသေးဖြစ်ပါတယ် ဥဝင်ရီဘန်ဒီယူက2024ခုနှစ်ဧပြီလမှာနှုတ်ထွက်လိုက်တာဖြစ်ပါတယ်ဒုတိယသမ္မတအဖြစ်နဲ့ရှိနေတဲ့သူတယောက်ဟာတရက်ခံနေဘက်ကရှိနေထွက်မလားတရက်လူတွေဘက်ကရှိနေထွက်မလားဆိုတာကခင်ဗျားတို့ကြောက်ချက်ချလို့ရပြီထင်တယ်ရှိနေလို့ယူဆရတဲ့အမျိုးသမီးတယောက်ကနေပြီးတော့ဥဝင်ရီဘန်ဒီယူမိကုန်းနေမိတယ်လို့ယူဆတယ်အဲ့လိုမိတဲ့အချိန်မှာဥဝင်ရီဘန်ဒီယူရဲ့ထိုင်နေတဲ့ရှေ့သပွဲနာပေါ်မှာဘေးနားမှာဆာဝက်ဆရာနေချထားတာတွေ့ရတယ်ဘေးနားမှာလက်ဆွဲအိတ်လေးတွေချထားတာတွေ့ရတယ်ဒါကြောင့်မို့လို့ဒီဖြေဆိုနေတဲ့သူကလည်းဒုတိယသမ္မတတူအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်တယ်ဒီအချက်လေးတွေကြောင့် ်ဦးဟန်ရီဘန်တီယူရောဦးဝင်းမြော်ဒေါ်ဆန်းစုကြည်ရောတိတ်နိုင်တဲ့အမှုတစ်ခုခုအတွက်ဦးဟန်ရီဘန်တီယူကအစိုးရရဲ့တရားလိုသက်တည်ဖြစ်တဲ့လာအုပ်ထွက်ဆိုတာလို့တရားလိုသက်တည်လို့ပဲကျွန်တော်ပွင့်လင်းပြောပါစီအဲ့တော့ဒုတိယသမ္မတတဦးပြီးတော့ NLD ကတင်ပြောက်တဲ့ဒုတိယသမ္မတတဦးလာအုပ်ထွက်ဆိုရတဲ့အထိကေဇေးလုပ်ငန်းစဉ်၃ရဟရင်ဝယ်ယူခြင်းငားရမ်းခြင်းကိစ္စနဲ့ပတ်သက်တဲ့အဂရိအမှုနယ်လဲဆက်ဆက်တယ်လို့ကောက်ချက်ချရမလို့တော့ဖြစ်နေတယ်ကြည်ကြည်မာအမှုတွေအတွက်ကြောင့်သာလျှင်ဒုတိယသမ္မတအဆင့်ပုဂ္ဂိုလ်ကသက်တည်ဖြစ်တဲ့လာအုပ်ထွက်ဆိုတာလို့ ကောက်ချက်ချပါတယ်။အခုဒါကတော့ဘောမအကျော်မျိုးမင်းကနေမှသူတတ်နိုင်တဲ့လောက်ဖုံးဖိပြီးမှမရရတဲ့နီးနဲ့အာတွေးခွဲတဲ့အရာဖြစ်တယ်။ဒုတိယ CCTV ထွက်လာတဲ့အခါမှာဒုတိယတမဒဟန်ဒီဘန်ထရီယိုကနေမှရှေ့နေဒီရဲ့အရှေ့မှာစကားပြောဆိုနေတာကိုတွေ့ရတယ်အခုဒီဥစ္စာကိုဘောမကဘလိုမျိုးဆွဲယူတယ်လဲဆိုတော့2020ဆိုတာက ဒီဒုတိယသမ္မတဟန်နရီဘန်ထရီကိုဒုတိယသမ္မတအနေနဲ့ရှိနေသေးတဲ့အချိန်ဖြစ်တဲ့သူသမ္မတအနေနဲ့တာဝန်ထမ်းဆောင်နေသေးတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒုတိယသမ္မတကနေမှဒီလိုထွက်ဆိုနေဆိုတာကတော့စစ်ခွေးတွေဘက်ကနေမှတရေလိုထွက်ဆိုတာဖြစ်တယ်လို့ပြောတယ်နောက်တစ်ခုကတော့ဟန်နရီဘန်ထရီကိုရဲ့နဘေးနားမှာစာရွက်စာသားတွေရှိတဲ့အိတ်တွေရှိတဲ့ဒါတွေကိုကြည့်ချင်းအဖြစ်အမေစုရဲ့သမ္မတဦးဝင်းမြင့်ရဲ့ဒုတိယသမ္မတ ဟန်နရီဘန်တီယိုရဲသူတို့ပဲသိနိုင်တဲ့အဲလျှို့ဝတ်တဲ့အရာတွေဖြစ်တယ်လို့ပြောတယ်နောက်တစ်ခုကတော့အာဂရီမိုးနဲ့ဆိုင်တဲ့ယဟယင်နဲ့ပတ်သက်ပြီးတော့ဒုတိယသမ္မတဟန်နရီဘန်တီယို NLD ကနေမှရွေးကောက်တင်မြောက်ထားတဲ့ဒုတိယသမ္မတကနေမှထွက်ဆိုခဲ့တယ်ဆိုတော့ဒီအမှုက ကြီးမားတဲ့အမှုဖြစ်တဲ့အတွက်ကြောင့်ဒါဒီဟန်နရီဘန်တီယိုကနေမှထွက်ဆိုရတယ်လို့ပြောတယ်။ဒါပေမဲ့အခုတရားရေးဌာနကနေမှတရင်ထွက်လာတဲ့ကိစ္စကတော့ဒေါင်ဆန်းစုကြည်တို့အုပ်ချုပ်ခဲ့တဲ့အချိန်မှာ ဒုတိယသမ္မတဟင်နရီဘန်တီယိုဟာစီးပွားရေးကန်တာကိုကင်ထားတဲ့သူဖြစ်တဲ့ပြီးတော့ဒီရဟယင်၅ရက်နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသူကပဲဥဆောင်ခဲ့တယ်တရားရုံးရှေ့မှာထွက်ဆိုခဲ့တဲ့အချိန်မှာလည်းဒီရဟယင်၅ရက်မှုထဲမှာလုံးဝနိုင်ငံတော်အစိုးရဘက်ကနစ်နာမှုမရှိဘူး ပြီးလို့ရှိရင်လည်းလက်ဆတ်ထားတာတွေလုံးဝမရှိဘူးနိုင်ငံတော်ဘတ်ဂျက်တွေလည်းအလဲအလွင့်လုံးဝမရှိဘူးဆိုတဲ့ကိစ္စပြီးတော့ဒီရဟယုံဝယ်ယူခဲ့တဲ့ကိစ္စကိုလည်းပဲသူတခြားကိစ္စတွေနဲ့ပတ်သက်ပြီးမှနိုင်ရှင်ပြီးမှပြောပြခဲ့တယ်ပြီးဒီရဟယုံဝယ်ယူခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်ဆိုင်းထိုးပြီးတော့ဥဆောင်ပြီးမှလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့ကိစ္စကိုတရားရုံးထဲမှာသူထွက်ဆိုခဲ့တယ်လို့ပြောတယ်ဒီလိုမျိုးထွက်ဆိုခဲ့ပေမဲ့လည်းပဲတော်အောင်ဆန်းစုကြည်နဲ့တမ်တာဦးဝင်းမြင့်ကိုတော့အကတိလိုက်စားမှုနဲ့ပတ်သက်ပြီးတော့ သူတို့နှစ်ယောက်ကိုထောင်ထဲထည့်လိုက်တာဖြစ်တယ်ဆိုလိုချင်တာကဘသူကပဲဗာပြောပြောသူတို့ထုတ်ထားတဲ့ဒီဥစ္စာကတော့လက်ပဲလက်ယူဖြစ်တယ်เนาะဒါကတော့မတမာမှုဖြစ်တယ်ဆိုမှသူတို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်တော့ဘသူပဲထွက်ဆိုထွက်ဆိုဘသူကပဲမန်တယ်လို့ပဲပြောပြောဘသူကပဲမားတယ်လို့ပြောပြောစစ်ခွေခွေးချဘူးကနေမှသူတတ်မှတ်ထားတဲ့ဖတ်ရမယ်ဆိုလို့ရှိရင်တော့လုံးဝချစ်ပအခွင့်စဉ်းစားခွင့်ရှိမှာမဟုတ်ဘူးဒါကြောင့်မို့ပဲအခု Henry Bentley ကနေမှ သူကိုယ်တိုင်လက်မှတ်ရေးထိုးပြီးမှဝယ်ထားခဲ့တာဖြစ်ပါတယ်လို့တရားရုံးထဲမှာထွက်ဆိုထားခဲ့ပေမဲ့လည်းပဲသူတို့ညောက်ကိုဖမ်းဆီးထောင်ချထားတယ်ဒီအမှုနဲ့လည်းသူတို့ညောက်ကိုတရားစွဲပြီးထောင်ချခဲ့တယ်ဆိုတာကိုသိရတယ်ဒီကြောင့်မျိုးမင်းကတော့ဖာထေးနိုင်တယ်လို့သူဖာထေးပေးလိုက်တယ်ဆိုတော့နောက်တစ်ယောက်ကလည်းပဲဘလောက်များလောင်ကျွမ်းတယ်လဲကျတော့ဗီဒီယိုတူတူလေးကိုထပ်ပြီးမှနားထောင်ကြည့်အောင်နော် နိုင်ငံတော်အဆင့်ဖေးရည်တီကငကိုတဲကရှိပါတယ်။ဒေါ်စုကြည်အုပ်ချုပ်ခဲ့တဲ့9နှစ်တာကာလအတွင်းမှာကျမတို့နိုင်ငံတော်အဆင့်ထိတ်တဲအဆင့်လှည့်ဝဲရမယ်လှည့်ဝဲအပ်တဲ့အကြောင်းအရာတွေအကုန်လုံးစီးပွားရေးဆိုလို့ရှိရင်လည်းကျမတို့လက်ရှိမှာ MOGE ကိုအထူးကားထားပြီးပြတ်ဖက်ထားတိုက်ခိုက်နေကြတယ်။ MOGE နဲ့ဖက်ဆက်လုံးကနေဖြစ်တဲ့ PTT EB PTT OR တို့ကိုဇက်တိုက်ဖိအားပေးပြီးတော့နိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေကြတယ်။ဘာကြောင့်လဲ။ရှောင်းတာနယ်ကိုစီးပွားရေးအကြံပေးအဖြစ်နိုင်ငံတော်အဆင့်ဖျဲသည့်ခန့်အပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။နိုင်ငံခြားသားအကြံပေးဆိုပြီးကို 90တယောက်တိတိကိုနိုင်ငံတော်အဆင့်ဖျဲသည့်အဖြစ်စိုးရဖွဲ့တွေထဲမှာထည့်သွင်းခဲ့တဲ့အဲ့ဒီအကျိုးဆက်တွေကိုဒီနေ့ခန်းစားနေရတယ်။ဒါကြောင့်ဒီရုတ်တံဖာပြန့်နှံ့မှုနဲ့ပတ်သက်လို့နောက်ွယ်မှာဆက်ဆက်နေတဲ့ဖျဲသည့်တွေအသားတွေကလောက်တွေကိုအများဆုံးစုံစမ်းဖော်ထုတ်ပြပေးအရေးယူနိုင်ဖို့ကျွန်တော်ပြည်သူတွေကမျှော်လင့်ပါတယ်။အသားတွေကလောက်တွေကိုဖော်ထုတ်ဖို့ရှင်းလင်းဖို့လိုအပ်ပါတယ်။ ူပြောသွားတဲ့အထဲမှာနိုင်ငံတော်အဆင့်ထဲမှာလည်းဖရဲတီးတီးရှိနေတယ်လို့ပြောတယ်။ဆိုတော့ဒီဖရဲတီးတီးနိုင်ငံတော်အဆင့်ထဲမှာဖရဲတီးရှိနေတာကဒေါ်အောင်ဆန်းစုကြည်ကြောင့်ဖြစ်တယ်ပေါ့ကွာ။ဆိုတော့ဒေါ်အောင်ဆန်းစုကြည်တုံးက နိုင်ငံတော်ရဲ့လူဝတ်ချက်ဒီကိုဖြေးတီးဒီခေါ်သွင်းလာခဲ့တဲ့အတွက်ကြောင့်အခုကတော့နိုင်ငံတော်ရဲ့အသက်သွေးကြောလမ်းတွေကိုပိတ်ပင်လိုက်တယ်လို့ပြောတယ်။တကယ်လို့သာတော့အောင်ဆန်းစုကြည်ကဖြေးတီးဒီကိုမြန်မာနိုင်ငံကိုခေါ်သွင်းလာခဲ့တယ်ဆိုလို့ရှိရင်တော့ဘာကြောင့်မို့တော့အောင်ဆန်းစုကြည်စိတ်တည်မဖြစ်စေမကြိုက်တည်ဖြစ်စေ တိမ့်စိန်တုံးကလည်းပဲဘယ်ဖျဲတီးဆိုတာနင်းတို့ကြားခဲ့ဘူးတလားဒေါအောင်ဆန်းစုကြည်ကဖျဲတီး60တယောက်ကိုမြန်မာနိုင်ငံထဲကိုခေါ်သွင်းလာခဲ့တယ်ဆိုပေမဲ့ဘယ်ချိန်မှများဘယ်ဘယ်ဥစ္စာကပေါက်ကြားခဲ့တယ်ဆိုတာကြားခဲ့ဘူးတလားဒီနေ့ခွေးကျဘူးရဲ့လက်ထဲမှာမှပဲအရာအလုံးဟာပြောင်းပြီးပြောင်းပြန်ဖြစ်သွားတယ်ခွေးကျဘူးရဲ့လက်ထဲမှာပဲတလန်ဆိုတာလည်းပေါ်ပေါက်လာခဲ့တယ်လို့ဖျဲတီးဆိုတာလည်းပေါ်ပေါက်လာခဲ့တယ်အဲ့အတမကဘူးခွေးကျဘူးရဲ့လက်ထဲမှာပဲအခုပန်းကိုမြင်ရင်လည်းကြောက်လို့ဖမ်းအင်ဂျီ အပြာဝတ်မယ်ဆိုလို့ရှင်လည်းကြောက်လို့ဖန်းခုနတန်ကြားရင်လည်းကြောက်လို့ဖန်းနင်းတို့ရဲ့ခွေးကြဘူးရဲ့လက်ထဲမှာဘာများကောင်းတာတစ်ခုရှိတယ်လဲနင်းတို့စစ်ခွေးတွေဘုံမကျဲတဲ့နေရာမရှိတယ်လို့နင်းတို့ကွယ်စစ်ခွေးတွေမဖြတ်စည်းလိုက်တဲ့မြို့ရွာဆိုတာလည်းမရှိတလို့ဖြစ်သွားပြီဆိုတော့အခုဒီဖရဲတီးလို့ပြောတဲ့အခါမှာတောင်ဆန်းစုကြည်လက်ထက်တုန်းကခေါ်သွေးလာခဲ့တဲ့ဖရဲတီး60တယောက်ကြောင် မြန်မာနိုင်ငံရဲ့အသက်သွေးကြောတွေကိုဖျက်တောက်တယ်လို့ပြောတဲ့အခါမှာဘာအသက်သွေးကြောလဲအခုဒီရှောင်းတာနေဒီကြောင်မြန်မာနိုင်ငံရဲ့အကြောင်းတွေကိုကဘာသိတာမဟုတ်ဘူးကျတို့မြန်မာနိုင်ငံသားတွေလည်းအစိုးရရန်တရားတစ်ခုလေပတ်ဖို့ရအတွက်ဘေးနေရကနေပတ်ဆောင်ဝင်တယ်လဲဘဒူကနေမှလေစင်စီတွေကိုပို့ပေးနေတယ်လဲရှောင်းတာနေဒီမဝင်ခင်လဲကျတို့အားလုံးသိပြီးသားဖြစ်တယ်ရှောင်းတာနေဒီကြောင်ဒီနေ့ကျတို့မြန်မာနိုင်ငံသားတွေဟာမျက်စိဖွင့်လာခဲ့တာလဲမဟုတ်ဘူး ပြည်သူတွေရဲ့ကုတ်သွေးဆုပ်ပြီးမှရရှိခဲ့တဲ့ပတ်စံတွေနဲ့နင့်တို့ပြည်သူတွေကိုတတ်နေတာမဟုတ်ဘူးလားဒါကိုနင့်တို့ကနိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုပိတ်ပင်တယ်လို့ပြောသလားဒါကဘာအသက်သွေးကြောလဲ နင်တို့ရဲ့အသက်သွေးကြောဟုတ်ရင်ဟုတ်မယ်ဒါပေမဲ့ပြည်သူလူထုအတွက်တော့တေးစေတဲ့ဝငွေပေါက်တွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွဲတို့တော်လာရဲတွေဘက်ကနေမှပိတ်ဆို့တားဆီးတယ်ဆိုတာကိုနင်တို့ခွေးတွေတိတက်ဖို့တော့လိုတယ်နော်ပြီးတော့နောက်တစ်ခုကတော့နိုင်ငံတော်အစ်မရှိတဲ့ဖရဲတီးတွေကိုရှာဖွေပြီးတော့ဖမ်းဆီးရမယ်ဒါကတော့ပြည်သူလူထုတွေရဲ့ဆန္ဒဖြစ်တယ်လို့ပြောတဲ့အခါမှာဘေးပြည်သူလူထုကဒီစကားကိုပြောတယ်လဲနင်တို့ဘောမတွေတခုခုပြောလိုက်လို့ရှင်ပြည်သူတွေပြည်သူတွေဘေးပြည်သူကနင်တို့ဘက်ကိုရက်နေတယ်လဲ ဒီနဲ့ဖျက်တီးတီခေါ်တွင်းလာခဲ့တဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာဘာထိခိုက်သွားသလဲမြန်မာနိုင်ငံမှာထိခိုက်သွားတဲ့အရာဘာမှမရှိသွားဘူးအခုဒီဂျပူမာကတော့တောင်ဆန်းစုကြည်ကြောင့်ဖြစ်လာခဲ့တယ်လို့ပြောတယ်တောင်ဆန်းစုကြည်ရဲ့လက်ထက်ထဲမှာ ဘေးအရာကမှပေါက်ကြားသွားတယ်ဆိုတာလည်းမရှိသလိုဘေးအရာကမှမြန်မာနိုင်ငံမှာဆူချိုဖြစ်ခဲ့တယ်ဆိုတာမရှိဘူးအလုံးတီးပြတာဖြစ်တယ်ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြွားကတော့ရှေရှေဝဲဝဲမပြောတော့ဘူးเนาะအလုံးတီးပြတာဖြစ်တဲ့အတွက်ကြောင့်ဘာမှရှေရှေဝဲဝဲပြောမနေတော့ဘူးနောက်တတိယပုတ်အနေနဲ့ကတော့အခုကြွားတော့မြန်မာနိုင်ငံမှာအမှန်တရားကိုချင်းမြတ်လို့တဲ့အမှုပညာရှင်73ဦးကိုနိုင်ငံသားဖြစ်ခွင့်ကနေမှဖြတ်သိမ်းတယ်လို့ပြောတဲ့အခါမှာ တော့သူတို့ကမြန်မာနိုင်ငံရဲ့အစိုးရမလို့ဒီဥစ္စာလုပ်ရဲသလားနင်တို့ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံသားဖြစ်တယ်နင်တို့ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံသားမဟုတ်ဘူးလို့သူတို့မှပြောပိုင်ခွင့်လုံးဝမရှိဘူးသူတို့နဲ့လည်းလုံးဝမဆိုင်ဘူးသူတို့ကတော့1980ခုမြန်မာနိုင်ငံရဲ့ဥပဒေအရဆိုပြီးမှနော်အခုအမှုပညာရှင်73ယောက်ကိုနိုင်ငံသားအဖြစ်ကနေမှဖျက်သိမ်းလိုက်တယ်လို့ပြောတယ်ဘဒုကမှနင်တို့ကိုဂရုမဆိုင်ဘူးအခုနင်တို့စစ်ခွေးရှိနေတဲ့အချိန်မှာနိုင်ငံသားအဖြစ်ကနေမှဖျက်သိမ်းနေဖြစ်ဖြစ်မဖျက်သိမ်းတာပဲဖြစ်သူတို့ ြန်လာမှာမဟုတ်ဘူးနင့်တို့ခွေးတွေပြောင်းလာမှပြန်လာမှာเนาะဒါကြောင့်နင့်တို့ဖြတ်သိမ်းနေမှဖြတ်သိမ်းဘူးဆိုတာကကျမတို့တို့ကအုံနောက်ထဲမှာထည့်ဆရာကိုမလို့တာပြီးတော့နိုင်ငံမဲ့ဖြစ်သွားတဲ့အတွက်အကြောင်းအိုးမဲ့အိမ်မဲ့ဖြစ်တဲ့သူတွေထက်ပိုဆိုးသွားတယ်လို့ပြောတယ်လုံးဝမဟုတ်ဘူးနင့်တို့ဖြတ်သိမ်းလိုက်တဲ့အတွက်အကြောင်းကောက်သွားတာပြောပြမယ်เนาะငါတို့ကအကိုဒီလိုထုတ်လိုက်တဲ့အတွက်ကြောင့်ငါတို့ကနင့်တို့ရဲ့နိုင်ငံထဲမှာမခိုးလုံလို့မရတော့ဘူးဆိုပြီးမှသူတို့ရောက်တဲ့နိုင်ငံထဲမှာသူတို့နိုင်ငံတားရသွားနိုင်တယ် နော်ဒုတိယအချက်အနေနဲ့ကတော့သူတို့နိုင်ငံသားရသွားတဲ့အတွက်ကြောင့်ပိုပြီးမှလွတ်လွတ်လပ်လပ်နဲ့ဒေါ်လာရဲ့အတွက်ပိုပြီးမှသူတို့လှုပ်ဆောင်နိုင်နေတယ်ဒါကိုနင်းတို့ခွေးတွေမတိဘူးနော်အခုအထုတ်ခံလိုက်ရတဲ့ဒေါ်လာရဲ့တမားတွေကတော့ပိုပျော်သွားတာပေါ့မြန်မာနိုင်ငံသားလည်းဖြစ်တယ်လို့သူတို့ရောက်နေတဲ့နိုင်ငံရဲ့နိုင်ငံသားလည်းဖြစ်သွားပြီဆိုတော့နိုင်ငံသားအနေနဲ့ဖြစ်ခွင့်ကိုနင်တို့လုံးပေးလိုက်တယ်လို့ပဲပြောလိုက်မယ်။ဒါကြောင့်သူတို့ကိုနိုင်ငံသားဖြစ်ခွင့်ပေးတဲ့နင်တို့ခွေးတွေကိုလည်းကျေးဇူးတင်ပါတယ်လို့နော်။ ပြည်သူတွေအားလုံးကျန်းမာပျော်ရွှင်ကြပါစေ